ဆွေဘဘမောကမင်းကိုလိညာဖို့ကြောစားတဲ့အခါတီလိုအော်ဟစ်ပြောလိုက်ပါဖယားရခင်ရဲ့တစ္ဆာတရားဟာငါရဲ့ကြောက်ရမောတဲ့အဆအပေါင်းများစွာကြီးမာနေတယ်။တမန်ကျမ်းစာကတိမောသေဒုတိယဆာဆာအခန်းကြီး7အပိုင်းငယ်9မှာဖယားရခင်ဒီကြောက်တတ်သောစိတ်တဘောကိုငါတို့အားပေးတော်မူတည်မဟုတ်တဘောပါသောစိတ်ချစ်တတ်သောစိတ်ရှင်လင်းသောစိတ်တဘောကို ပေတော်မူ၏။ဆိုရင်ပုပ္ပမုရိတုံတွေ့ကြုံလာတဲ့အခါတေလိုလပါဆက်က30လောက်ပဲကြာမှာဖြစ်ပါလေ။နံပါတ်၁အသက်ရှူရာကိုနက်နက်ဆိုင်ဆိုင်နက်နက်ဆိုပြီးတော့မှအတန်ထွက်အောင်ပြောပါ။ယေရှုကိုရောကနာထက်ပူကြီးရဲ့နံပါတ်၂ဆိုရင်စကိုပြရလက်ထက်အလိုက်ပါ။ မဲတော်ပြရခင်တီပူပါမှုအလုံးကိုကိုရောလက်ထဲအပါရဲ့နံပါတ်၃မှာကျမ်းချက်တစ်ချက်အတန်ထောက်တောင်ဖပါတဲ့ရဖုံးထဲမှာဖြစ်ဖြစ်သိမ့်တာပါဥပမာအဖြစ်ထောရပြတဲ့ငါဘက်မှာရှိတော်မူသည့်ဖြစ်ရကြောက်ဆရာမရှိဆာလနံပါတ်38အပိုင်ရဲ့ကြောင့်ဆိုရင်ဘုရားမကလည်းနဲ့ဘုရားရဲ့နှုတ်တော်ကတော့အမြင့်တစ္ဆာရှိတယ် အဲ့တမာတရားကိုစောက်ကန်ထားပြီးဆိုရင်စိတ်တည်ပြေရတာမှဖြစ်တယ်။ယခုရဲ့စွတ်တောင်းပါကောင်းကင်ဘုံရှင်အဖပါကျွန်တော်ရဲ့ဆိုရင်ပေါ်ပါမတိုင်းကို ကိုရောလက်ထဲအပ်ပါလေကိုရောရဲ့တစ္ဆာတရားကကျွန်တော်ရဲ့ကြောင့်ရဲ့မုတ်ထက်ပေါ်ကြည့်တယ်ဆိုတာကျွန်တော်ယုံပါတယ်။ညီတက်ခြင်းနဲ့ကျွန်တော်ကိုဖြစ်စေပေးပါ တခင်ယေရှုဖခင်နာမနဲ့စွတ်တောင်းပါ၏အာမင် ။ဆိုရင်စိတ်ကလေးနဲ့ယေရှုကအမြဲတမ်းရည်ရွယ်စွာကိုတတိယပါ။